ဇဘုံဟင်းကဇဘုံဟင်းကတဲ့တနာဖို့ကောင်းတယ်ပေါ့နော်ဇဘုံဟင်းက तू က तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဇဘုံဟင်းကိုနော်ဟိုလုံးဝပြန်မထွက်စေချင်တဲ့အုပ်စုကနိုင်သွားမှာတော်တော်တော်ဆိုးရိမ်ပါလေကိရီသာသူတို့ရဲ့အချက်စီသာအောင်မြင်သွားမယ်ဟေးဆိုလို့ရှိရင်တော့နောက်ထပ်ပုံမှန်တွေအပြင်ကိုကိုဇဘုံဟင်းနဲ့ပတ်သက်ဆက်နွယ်သူတွေပါဆွဲစီနိုင်တယ်နောက်ထပ်ပုံမှန်တွေတိုးနိုင်တယ်နောက်ထပ်သူ့ကို ပုံမှန်တွေပုံမှန်တွေဆက်လက်ပြီးတော့ရှာဖွေနေတဲ့အခြေအနေတွေအမှုတီဆောက်လို့အဲအမှုတီဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအလုံးကြီးတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောင်းလို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာလဲအယူခံတက်ချင်ပါတယ်ဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ညာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးဒါလိုစုပြီးကျွန်တော်အတနာခံစားညမှာဆိုကျွန်တော်ကတော့အစီအစီတင်ပေးပါမယ်ဒါထောင်းကြမယ့်နေရာမှာ shop ပေါအောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိစေချင်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အိုးဘိုထောင်ရောက်ဇော်ဘုံဟိန်းဟာစစ်တပ်ကဆွဲထားတဲ့အမှုတွေပြင်ဒုံမိုးမိုးခိုင်ကတောင်တကုံမှာဆွဲထားသည့်အမှုတွေပါရင်ဆိုင်ရမှုဇော်ဘုံဟိန်းဟာကဒူမဲ့တလားစရာဘဝဖြစ်သွားကြောင်းတုံးသက်ပြောဆိုသူကြသည်မူအဆုံးထိနာစင်ဝေပန်တုံးသက်ပေးသွားကြပါဦးခင်ဗျာဘုံကိုဝင်းရအားပေးနေသူမိသားစုများအားလုံးမိသားစုနဲ့တူဝမ်းနေသူတွေအားလုံးကိုဘုံကို စေရောကိုပါကုနီဆောင်ချောက်ပေးတဲ့သူတွေအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့ပြည့်စုံပါစေစီးပွားလက်တော်များတူတက်ကြပါစေလုပ်ငန်းကံကအားလုံးစီမီချုံမကြပါစေလို့ပထမဦးစွာဆုတောင်းမြတ်တာပို့သပါတယ်ရှင်ဒီနေ့တော့ကျွန်မပြောစရာလေးနည်းနည်းရှိလို့တက်လာခဲ့ခြင်းဖြစ်ပါတယ်မပြောတော့လို့နေတာပေါ့နော်ဒါပေမဲ့တချို့စကားတွေကကြတော့ဟိုအနောက်မလို့တော့မလို့ပြောတဲ့စကားလေးတွေမြင်နေရလို့ပေါ့နော် ကျွန်မပြောဆိုခြင်းဖြစ်ပါတယ်ဟို ကိုဖုံးရဲ့ကိစ္စအားလုံးတည်တယ်တိုင်းသိပြီးတည်တယ်ကျမတို့ကတည်တယ်ထုတ်မပြောဘူးကိုဖုံးကိုပစတင်ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီဆိုကြတဲ့ကျမစီကိုကွန်တက်ဝင်လာပါတယ်ဒါပေမဲ့ကျမမပြောဘူးခေတ်သစ်မီဒီယာတို့ဘာလို့တင်မတာကျမတို့ပြောတာပေါ့နော်အခုလဲမနေရကိုဖုံးကိုကိုဖုံးကိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ဥပုထောင်ပို့လိုက်တယ်ဆိုတာ905ကာကြီးနေဆိုလဲကျမအရင်ဆုံးသိပါတယ်ကျမနဲ့ကွန်တက်ရှိတဲ့လူတွေတော့ကျမပြော ဘူးတယ်ပေါ့နော်ကျွန်မပြောပါတယ်တချို့လူတွေကကျွန်မမပြောဘူးဒီပြီးတော့ဒီ social media media platform မှာကျွန်မမပြောဘူးဆိုတာကလည်းကိုပြောလိုက်လို့ရှိရင်သူ့မိသားစုဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုတွေစိတ်ဆင်းရဲတော့ကရောက်နေမလားဆိုပြီးတော့ကျွန်မအရင်ထိန်းတာကိုကစပြီးဖွားလိုက်တဲ့အဖွားမျိုးမဖြစ်စေချင်လို့ကျွန်မထိန်းတာပါဟောအခုကိုဖုံးနဲ့တူတူဖန်စီခေါ်ဆောင်သွားတဲ့တယောက်ကိုလည်းကျွန်မတို့သိတယ်ကိုဖုံးကိုလူသိများလို့ ချစ်တဲ့ခင်သူတွေများလို့ကိုဖုန်းတယောက်တည်းနာမည်ကိုထုတ်ပြောခြင်းမဟုတ်ဘူးကိုဖုန်းကချစ်တဲ့ခင်တဲ့သူတွေများတာသိတယ်ပြီးတော့ကိုဖုန်းကဟို public speaker သမားတယောက်ဖြစ်တယ်လူသိများတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုဖုန်းနာမည်ကိုပဲထုတ်ပြီးပြောတာပါကိုဖုန်းနဲ့အတူတူဖန်ဆီးထားတဲ့ထိန်းသိမ်းခံရတဲ့ကောင်လေးအကြောင်းကိုမပြောဘူးအကိုပေါ့နော်ကောင်လေးလားကိုလားကျွန်မမသိဘူးဟိုသူ့ကိုမပြောဘူးဆိုတာသူ့မိသားစုအတိုင်းဝိုင်းကိုထိကိုက်ညှို့နှမ်းစီမှာဆိုလို့ကျွန်တော်တို့ကမပြောတာပါပေါ့နော်ကျွန်တော်တို့အကုန်သိတယ်ကျွန်တော်တို့ကထိန်ချန်တဲ့စကားတွေကျွန်တော်တို့ထိန်ချန်တဲ့မပြောတဲ့ တဲ့စကားတွေမပြောဘူးဆိုတာဟိုလူကျင်ဝတ်ပေါ့နော်လူကျင်ဝတ်ကိုကျမတို့ဆောင်လို့ပေါ့နော်လူကျင်ဝတ်လူကုံတိတ်ခါကိုဆောင်လို့ကျမတို့မပြောပြတာပါနော်ဟိုဘလို့ကောမလဲအခုကိုဖုန်းကိုဝင်းရအားပေးနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်ဟိုအခုတချို့တွေကပြောတယ်ပေါ့နော်ဟိုတချို့ အိုအာတွေမှာတွေ့တယ်ဇဘိုးဟင်းကဇဘိုးဟင်းကတဲ့တနာဖို့ကောင်းတယ်ပေါ့နော်ဇဘိုးဟင်းက तू आ तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဆိုတော့ဒီစကားလေးရဲ့ကျွန်မပြောပြမယ်လမ်းမောထွက်ပြီးဆန္နာပြကြည်လူကြီးဆိုရင်အခု NLD လူထုကောင်းဆောင်လွတ်နေပြီပေါ့ဒါတွေကလမ်းမောထွက်ပြီးဆန္နာပြရမယ်လူလည်းမဟုတ်ဘူးเนาะကိုဖုံးကိုချစ်တဲ့သူတွေက အောက်ခြေဝင်အောက်ခြေမိသားစုဝင်တန်းမိသားစုအားလုံးနဲ့အမှန်တရားကိုမျက်နှိုးတဲ့သူတွေပဲချစ်ကြတာလေဟိုကိုပုံကလည်းသူ့ကိုယ်သူငါးပါးကောင်းမှ ညာကောင်လို့သူပြောတာမရှိဘူး။သူကဝန်တန်းမိသားစုဘဝကနေစဉ်သက်လာတာ။သူ့ဖေအငိမ့်စားပြင်ဆင်ယူထားတာ။နော်။ဒါပေမဲ့သူ့ကိုဒီလောက်ထိဝင်းရံအားပေးပြီးချစ်ခင်တဲ့လူဒီလောက်များလိမ့်မယ်လို့ကျမတို့လည်းမထင်ထားဘူးပေါ့နော်။ဟိုအဲ့လိုမျိုးတွေမြင်ရတော့လည်းဝမ်းသာပါတယ်။ကျမရဲ့ဒီဟိုအရင်ပထမတစ်ခါတိုင်တက်တဲ့ဗီဒီယိုဖိုင်မှာလည်းအကုန်ဖုံးတွက်လာပြီးစူတောင်းမြတ်တာပို့တဲ့လူတွေအားလုံးပေါ့နော်။ကျေးဇူးလည်းထူးတင်တယ်နော်။ပြီးတော့အမှလေဟိုမနာလိုဝင်းဒိုပြီးတော့လာရေးတဲ့လူတွေပေါ့နော်။ပြီးရင်ကျမတို့ချက်ပေါက်ကတိလာပြောတာကိုဖုံးက1000နှစ်ကြာမှပါကြ မှာကိုဖုံးထောင်ဆယ်နှစ်ကြာတယ်မကြာတာရှင်နုနဲ့မဆိုင်ဘူးသူကိစ္စသူဒီလန်းကိုရှောက်ွယ်တဲ့ကသူဒီလိုဖြစ်လာမယ်ဆိုတော့သူတိပြီးသားတိတိရင်းနဲ့သူ့ရဲ့မိသားစုသူ့အကျိုးစီးပွားအားလုံးကိုမငဲ့ညာပဲနဲ့တိုင်းပြည်ကောင်းဖို့တိုင်းပြည်ချစ်ဖို့အတွက်သူပြောဆိုခဲ့တာ သူအမှန်တရားတွေကိုသူပြောဆိုခဲ့တာနော်သူတိပြီးသားဒီလန်းကိုသူသွားရမယ်ဆိုတော့သူတိပြီးသားတော့တနေ့မဟုတ်တနေ့နိုင်ငံရေးလုပ်တဲ့လူတွေကြုံမှာဒါပေမဲ့ကိုဖုန်းကသူ့ကိုယ်သူနိုင်ငံရေးသမားလို့လည်းမခံယူဘူး နော်မခိုင်ဘူး तू ကနိုင်ငံရေးလုပ်နေတဲ့သူ့ကိုယ်သူလည်းမထင်ဘူးဒါပေမဲ့ကျမတို့ပြောတယ်မပြောနဲ့မဆိုနဲ့ပြောလေ तू ကသူ့ကိုယ်သူအဲ့လိုမျိုး तू तू ကတော့သူ့ကိုယ်သူပေါ့နော် तू မှန်တာပြောတဲ့အတွက်ဟို သူကဘာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အကုံတော့ကလည်းသူ့ကိုနဲ့ရင်းနှီးတဲ့အကိုတွေအကုံတော့ကလည်းစုံမကြတာတွေကိုကျွန်မသိတယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာကိုဖုံးကတကယ်တကယ်အမှန်တကယ်သူ့ရဲ့အသွေးအသားတွေကနေသူတိုင်းပြည်ကိုချစ်တာပါအမားတွေပါလေအမားပါပါတယ်မပါဘူးလို့ကျွန်မတို့မပြောဘူးလူတိုင်းကတော့၆ပြည့်ကင်တဲလဲစင်တယ်လူတယောက်မှမရှိဘူးအမားကတော့လူတိုင်းရှိကြတာပဲပေါ့နော်ဟိုသူ့မကောင်းတာလေးပြောဆိုမိတာတခုနဲ့သူ့ကောင်းတာလေးနဲ့ဟို ကျမတို့မြန်မာလူမျိုးတွေအချင်းရှိရလေကျမတို့မြန်မာလူမျိုးတွေအချင်းကလူအကြိုက်ဆဲကလိုက်တခါမလိုက်နိုင်ဒီလိုကမကောင်းမှုဖြစ်သွားတာပဲလေအဲ့လိုမျိုးဆိုတော့ဟိုကိုဖုံးပေါ်မှာယနေ့ချိန်ဒီအကောင်းမြင်ပြီးချစ်ခင်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်တယ်တချို့ကကြတော့လေကိုဖုံးကိုကုညီတယ်လို့နဲ့ ယင်းနှစ်ကိုဝါကုထိုးနေတဲ့ပုံစံမျိုးတွေလည်းပြောဆိုနေတာကျွန်မတွေ့ရပါတယ်အဲ့လိုမပြောကြပါနဲ့ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြည်ပြည်မြတ်စွာဘုရားရှင်အစုံအမကိုခံယူရင်သူတပားကုံတိတ်ခါညှို့နှံ့ကြစရာမပြောဆိုပါနဲ့ဒီချိန်မှာကိုဒီအားလုံးကကိုဖုံးကိုအမှန်တကယ်အားပေးတယ်လေးစားတယ်ချစ်ခင်တယ်ထောက်ခံတယ်ဆိုရင်ကိုဖုံးရဲ့ကောင်းချောင်းလေးတွေကိုဖုံးကိုဘယ်လိုတော့ကူညီနိုင်မယ့်ဟာမျိုးလေးတွေပဲပြောပြရမှာပေါ့နော်ကျွန်မ အမပိုင်လေကျမခွင့်လို့ပေါ့နော်ဒါကျမရဲ့အမြင်ကျမပြောပြတယ်အဲ့လိုမျိုးဖြစ်ရမယ်ချိန်မှာကဒီလိုမျိုးတွေပြောနေတယ်လမ်းပေါ်တွက်ပြီးဆန္ဒပြစာကြောင်းမရှိဘူးကျမတို့မြန်မာပြည်ကြီးကဟိုကိုဗစ်ကာလတည်းရပေါ့နော်ဒီမီဒီယာပလက်ဖောင်းမှာပဲလူတွေကဆိုရှယ်မီဒီယာပလက်ဖောင်းမှာပဲအကုန်လုံးအလုပ်လုပ်တာစီးပွားရေးလူမှုရေးအကုန်လုံးပေါ့နော်လမ်းပေါ်ထွက်ပြီးဆန္ဒပြနေမိသားစုကုန်တိုက်ခါထိခိုက်တယ်နေပူတယ်နော် ဟိုအချိန်ကုန်နဲ့လုတ်ပင်ပန်းနဲ့ဘာလို့မှလဲဒီဖုန်းလေးထဲမှာကိုမောင်မောင်ပြောတယ်ဆိုတဲ့ဟာကဆန်နာပြမယ်ဆိုတာကဒီလိုအခုတွတ်တက်တော့မှာကျမအများကြီးတွေ့ရတယ်ပေါ့နော်ကိုဖုန်းတက်ပုံလေးတွေနဲ့ကိုဖုန်းအမြင်ဆုံးလူမြောက်ပါစေကိုဖုန်းအတွက်စုမှုကောင်းတောင်းပေးတဲ့ဟာလေဒါကလည်းဆန်နာပြခြင်းတစ်မျိုးပဲဒါကိုဖုန်းကိုချစ်ခင်အားပေးထောက်ခံတာပဲဘာလို့လဲဆိုတော့ဒီလိုကိုဖုန်းရဲ့တက်ပုံတွေနဲ့လူတွေကအများကြီးဒီတချင်းလေးနဲ့တက်လာတဲ့အချိန်မှာလူတွေလူတွေရဲ့ post တိုင်းမှာဒါတွေပဲတက်လာမှာလေဒါတွေပဲတက်လာရင်ဒါကလည်းကိုဖုန်းကိုတနည်းအားဖြင့်ထောက်ခံအားပေး ေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျမကတော့အဲ့လိုပဲယူဆတယ်ဒါလည်းကိုဖုံးကိုပေါ့တို့တကယ်ချစ်ခင်လို့တို့ထောက်ခံအားပေးတယ်ဆိုတာပေါ့နော်ဟိုလမ်းပေါ်ထွက်ပြီးဆန္ဒပြကြအเจ้าမှမရှိတာလမ်းပေါ်ထွက်ပြီးဆန္ဒပြအောင်ကိုဖုံးကဟိုသူတို့ပြောတယ်လို့ပဲပေါ့နော်ကိုဖုံးကဘာမို့လို့လဲပေါ့ဒါပေမဲ့ကျမတို့သိတယ်ကိုဖုံးကတော့အမှန်တရားကိုချစ်မြတ်လို့တယ်ပြောရဲဆိုရဲတယ်သူ့မိသားစုအဲ့တော့ဒါမှသူမငယ်ဘူးသူ့အသက်တောင်သူမငယ်ဘယ်လိုလူမျိုးကပြောမှလဲ အဲကျမပြောမယ်ကိုဖုံးလို့ဘယ်လိုလူမျိုးပြောမှာတော့ဟမ်ကိုအသက်ကိုရင်းပြီးတော့ဟိုဘက်ကလည်းမကြည့်ဘူးဒီဘက်ကလည်းမကြည့်ဘူးဗီဒီယိုထက်လက်ထဲရောက်လဲတတ်ခံရမှာပဲပူးမနေနဲ့တတ်မှာပဲဒီကောင်အမှန်တရားပြောလို့ငါတို့မတတ်ဘူးလို့မရှိနဲ့တတ်မှာဒီကောင်ဘောမဆိုပြီးတော့ပဲတတ်ကြမှာပဲနော်သူ့ရဲ့အသက်တောင်မမငဲကွက်ဖဲနဲ့သူကဒီအလုံးလုံးသူတနေ့ဒီလိုဖြစ်မယ်ဆိုတာသူသိပြီးသားသူတက်မတော်ကိုအသွေးအသားတွေကချစ်တာ နော်တချို့တွေကလာပြီးတော့ပြောတယ်အခုကျမရဲ့အကောင့်အတူတွေနဲ့ကျမကိုလာပြီးချက်ပေါက်တီးပြောတယ်ကိုဖုံးကထောင်ဆယ်နှစ်ကြာမှာဘာနဲ့နှစ်ကြာမှာအဲ့ဒါရှင်တို့အလုံးမဟုတ်ဘူးသူ့ဘာသူထောင်ဆယ်နှစ်ပဲကြာကြာဘယ်နဲ့နှစ်ပဲကြာကြာနော်ကိုဖုံးကသူ့မိမကဒီမြန်မာပြည်မှာလည်းမရှိဘူးတချို့ဆိုပြောသေးတယ်ကိုဖုံးမိမစီကနေတည်ရတာတဲ့ကျမကကွန်မန့်မှာတချို့တွေဝင်ဖက်ကြည့်ပါနော်လာတယ်ပြောတယ်ဒီလိုပြောလိုက်လို့တို့ဘာဖြစ်သွားလဲဟမ်ကိုဖုံးအကြောင်းကိုဒီလိုပြောလိုက်လို့တို့တို့ဘာဖြစ်သွားလဲလို့အခုဒါကတော့ကျမတို့ ြောပြမယ်အဲ့လိုကိုဖုံးကိုသူတို့အဲ့လိုပြောလို့ကျမပြောပြတာပါကိုဖုံးနဲ့တူတူဖန်းစီထိမ့်သိမ့်ခံထားတဲ့အကူလွတ်လာတယ်ဒါကတော့ကျမတို့တော့မသိဘူးပေါ့နော်သူပြောပုံဆိုပုံအရာပဲပေါ့ဟိုကျမတို့ ပြန်လဲပြီးမျှဝေပေးတာပေါ့နော်သူပြောတာဒါကတော့ကိုရီကိုဖုံးရဲ့မိသားစုကိုပဲစိတ်ချမ်းသာအောင်ပဲသူပြောလားအမှန်တရားလားတော့ကျွန်မမသိဘူးကိုဖုံးကတဲ့တကယ်တော့တဲ့ကိုဖုံးကိုသူတို့အချုပ်ခန်းထဲတောင်မထဲပါဘူးတဲ့အပြင်မှာပဲထားတာပါတဲ့ကျွန်တော်တို့သူကျွန်တော်ဟာကျွန်တော်ဆိုရင်တဲ့ကျွန်တော်စစ်စစ်မင်းမင်းလည်းမရှိဘူးဘာမှမရှိပဲနဲ့ကျွန်တော်ကအချုပ်ခန်းထဲမှာနေရတာကိုဖုံးကအချုပ်ခန်းထဲတောင်မနေရပါဘူးတဲ့အပြင်မှာလွတ်လပ်လပ်နေရပါတယ်တဲ့ဒါကတော့မိသားစုစိတ်ချမ်းသာအောင်ပြောတာလားအမှန်တရားပြောတာလားကျွန်မတို့တော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုလေးပြောတယ်အဲ့လိုလေးတည်င်းကြိုင်းကိုကျွန်မတို့ဝမ်းသာတယ် ီးတော့ကျမတို့စိတ်ပူတာကိုဖုံးကကျမရေကိုဖုံးအရက်ဖြတ်ထားတယ်အရက်ဖြတ်ထားတယ်သူကျမရေကျမတို့စိတ်ပူတယ်တချို့တွေဟိုပြောဆိုနေတာအမလေးညိုမဲဖူးရောင်ရိုက်နှက်ထားတာဘာညာဆိုတာလေဒါကတော့ဝကြွေးချင်းလူတိုင်းခံရမှာနော်ဒါကအခုသူများဒီလိုဖြစ်နေလို့ဝမ်းသာမနေနဲ့ဝကြွေးချင်းတေအောင်ဆက်ရတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြပြသူများ သူများအသက်သေးတာကိုဝမ်းသာတဲ့လူเนาะသူများရဲ့ဟိုမကောင်းတဲ့င်းကိုသူများရဲ့မကောင်းတဲ့င်းကိုကြားပြီးတော့ပျော်ရွှင်နေတဲ့လူသူများမိသားစုဒုက္ခရောက်တာကိုပျော်ရွှင်နေတဲ့သူတွေရှင်တို့ဗမာလူမျိုးတွေလားမြန်မာလူမျိုးဗုဒ္ဓဘာသာအစုံးအမကိုခံယူတဲ့လူတွေဆိုဒီလိုမလုပ်ဘူးသူများဒုက္ခရောက်နေတာကိုပျော်ရွှင်ပြီးတော့ ဟမ်ဒီလိုမျိုးတွေပြောဆိုနေတာမျိုးမျိုးကျမတို့ချက်ပေါက်ကနေလာပြတဲ့ထောင်စဲနှစ်ကြမှာဘယ်နဲ့ထောင်စဲနှစ်ကြကြမကြကြကြကျမတို့ကအေယာတုမြတီတိုင်းမှာစစ်မှုထမ်းစုဆောင်ခံရသောလူငယ်များကိုအပတ်ဆက်ဆဲလေးဖြစ်တင်နန်းများသို့ပို့ဆောင်အေယာတုမြတီတိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်စုဆောင်ထားရှိသောလူငယ်များကိုပြည်သူစစ်မှုထမ်းအမတ်စုဆဲလေးဖြစ်ဇွန်15ရက်ကတင်နန်းများသို့စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည် တိုင်းတွင်းမှအတမဆူဆောင်းထားသည့်လူငယ်၂၀၀ခန့်ရှိပြီးအေယာတုမြတီရန်ကုန်ပကူးစသည့်စစ်တင်နှန်းကြောင်းများသို့စစ်ကောင်စီမှလုံခြုံရေးရယူကာညနေပိုင်းတွင်ပို့ဆောင်ခဲ့ကြောင်းသိရှိရသည့်ခုကပေါ်တာဆွဲခံရတဲ့သူရဲ့အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပြီးလိုက်တဲ့သူရဲ့များတဲ့ဟုစစ်ကောင်စီတပ်နှင့်နှိဆက်သူတဦးမှအေယာတုမြတီတိုင်းကိုပြောသည် တင်နန်းတက်ရောက်မိသူများကိုအေယာသူများဒီတိုင်းသူများအန်ကြီးချုပ်နှင့်စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာများမှသတင်းထုတ်ပြန်ခဲ့သည်စစ်ကောင်စီတွင်တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့်ပြီးခဲ့သည့်မေလ16ရက်နေ့ကလည်းအပတ်စဉ်13ကိုစတင်တင်နန်းပေးခဲ့ပြီးတလမပြည့်ခင်မှာပင်ယခုတင်နန်းအပတ်စဉ်14ကိုထပ်မံခေါ်ဆောင်ခဲ့ကြောင်းသိရသည်ရခင်စစ်မှုထမ်းတင်နန်းတက်ရောက်ပြီးရှေ့တန်းတွေတည်ဆုံမှုများသဖြင့်ထွက်ပြေးတိမ်းရှောင်သူများလာသောကြောင့် ရက်ကွက်နှင့်ကြေးရွာများတွင် အကြောင်းမကြားဘဲခေါ်ယူခံရသူများနှင့်ငွေယူပြီးလူစားထိုးခံရသူများပြလာကြောင်းသိရှိရသည်။ကိုကိုတိုင်လက်မိကောင်းဖခင်သားသမီးကိုဖုံးမှသားသမီးရှိတယ်။ကိုဖုံးကကိုဖုံးသားသမီးတွေကကိုဖုံးလက်အောက်မှာနေတယ်။သူ့မိမနိုင်ငံသားမှာသူ့မိမကတရုတ်ပြည်မှာအလုပ်လုပ်တယ်။နော် ဲ့တော့ဒီသမီးလေးတွေဒီသားလေးတွေဒီဖအေးရဲ့အရေးအာဝါသမှာနေတာလေဒီဖအေးအချိန်တန်ပြန်မလာရင် သားသမီးလေးကိုချင်းစာတရားလေးနည်းနည်းထားကြရှင်တို့ပြောတာရှင်းတာတွေလုံးမနေနဲ့လူဆိုတာအလှဲ့ကြရင်လာတတ်တယ်နော် နော်လူတကာကို public media ပေါ်မှာတင်ပြီးတော့ကိုကိုကိုသူတော်ကောင်းလို့လို့ပါလို့နဲ့တင်မနေနဲ့လူဘဝမှာသူတော်ကောင်းဖို့အတွက်လှူတာတန်းတာငွေရှိရင်လှူလို့ရတယ်စိတ်ထားကောင်းမှစိတ်ထားဖြူစင်မှစိတ်ထားမြင့်မြတ်မှလူဖြည့်ရကျွတ်တာနော်ရှင်တို့တွေကိုအဲ့ဒါပဲကျွန်မပြောချင်တယ်နော်ဝမ်းသာမနေကြနဲ့သူတပါးဒုက္ခရောက်တာကို ကျွန်တော်ကိုစောစောဒီလေးတယောက်ကနေပြီးတော့ဖုန်းဆက်တဲ့ကိုစောဖုန်းပေါ့နော်ကိုစောဖုန်းကိုကျွန်တော်တို့ဟိုလော့အောင်လုပ်ချင်တယ်အဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချစ်လေးညီကောင်မလားလေးဒါဟိုမဘာသာဆရာတော်လေးပြီးတော့ကျွန်တော်တို့ကိုအဲဒါကိုစောဖုန်းကိုဝင်ဖြစ်နေတဲ့သူတွေပေါ့နော်ကြာကို ချစ်ခင်ညာနုတဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးတော့ပတ်စံလေးစုပြီးတော့ကိုစော်ဖိုးဟိကိုလွတ်အောင်ကိုစော်ဖိုးဟိကိုဒါကြောင့်လွတ်အောင်လိုက်ကြမယ်လှုပ်ကြမယ်ဒီဟာတွေကကျွန်တော်တို့ကြားမှာလှုပ်လို့ရတာရှိတယ်ဆိုတဲ့အာမျိုးလေးအဲ့ညီလေးကပြောလာတော့ဩအဲ့ဒါလေးကိုလည်းပဲဒီညီလေးရဲ့စေတနာတွေကိုလည်းပဲတန်ဖိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမြပြည်သူတွေသိအောင်လို့လည်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတဲ့အနေထားမျိုးလေးကိုဟိုဒါရောက်ရှိလာတဲ့အတွေးရောက်လာလို့ဒါကျွန်တော်ပြောပြတာဖြစ်တယ် နော်တကယ်လို့ငွေကြေးနဲ့သာလုပ်မယ်ဆိုလို့ရှိရင်လုပ်မယ်ဆိုကိုစော်ဖုံးဟင်းဟာစင်ရန်ဝဲတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဗန်ဒီမှာအဲ့တဲ့ပတ်စံတော်မှာတိန်းထောင်တန်းထောင်တန်းကြီးကြီးလိုင်းမော်နေမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲလိုင်းမော်ကတိန်းတထောင်သွားရတဲ့ဒါတိန်းတထောင်ကျဗန်ထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီခြိတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစော်ဘုန်းကလည်းတိန်းထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဒါကငွေကြီးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစော်ဘုန်းကရနော် တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရက်တွေလည်းဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်းလိုက်ဆော့လိုက်ပြီးမှလည်းရှိပါတယ်ဒါလို့ဝေးချင်းနဲ့တော့ရမယ်ဆိုလည်းပဲကိုဇော်ဘောင်းကြီးလွတ်တာကြာနေပါပြီ။နောက်တစ်ခါတစ်ခုပေါ့နော်။ဒီသူဥပဒေအကြောင်းအရဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ်ထောင်ချုပ်ကိုမပုတ်ခင်မှာဆိုလို့ချင်းတော့ချင်းအမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကံနေပြောမှာအမှုတိဆောက်လို့ပြီးွားတဲ့အခါမှာအဲရေးပြီးွားလို့ချင်းဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံမေးရတယ်ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်နေဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ချင်းလို့ချင်းတော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှိရင်အဲထောင်အချုပ်ကနေပြောမှာဒါအမှုကိုရင်ဆိုင်ကြပြီနော် ရဲစခန်းမှာအမှုတည်ဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတောက်လျှောက်ယူလို့ရပါတယ်အမှုတည်ဆောက်လို့အဲအမှုတည်ဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ချင်းဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောက်လို့ရတယ်ပါညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာဖြစ်လို့ဆိုဥပဒေလမ်းဒါပေမဲ့တစ်ခါလေတော့ပြောလို့မရဘူးဗျာဥပဒေလမ်းကြောင်းကအဲဘလို့ရှိလဲဆိုတာအဲ့လိုပြောတဲ့ခါကျတော့လေဥပဒေပိုင်းရလို့ဆိုတော့ငါးလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်သွားတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ချင်းတရားသူကြီးစားစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ချင်းတရားဆွဲဆို နိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကျလို့ရှင်ကိုဇော်ဝဲကြီးဟိုဒါသူကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ရှင်သူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ရှင်အဲ့ချိန်မှာသူကအဲကြံ့ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်စော်ဘွေးကိုချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလောက်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးမြင်အောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်เนาะအဲ့ဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောခြင်းပါတယ်အဓိကကတော့အမှုတိဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်နော်ဒါကိုဇော်ဘုန်းမမဘသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဘာမှလုံးလုံးမရပါဘူးပြီးတော့ကိုဇော်ဘုန်းကြီးကိုတန့်တော်ကနေပြီးတော့မှမုံတီးလို့ ိုဇော်ဖုန်းကြီးကိုစစ်တပ်ကမချိနှက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ်နေငါရလောက်ထင်တယ်ကျွန်တော်အဲ့တန်ရက်လေးရတော့ဟိုနေ့နေ့မှာမိဒီကုန်းသားလေးကပန်းညက်ဟိုနေ့မှာစင်မှာတော့တန်ရက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်နောက်နောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုတော့နှစ်နေရာသုံးနေရာလောက်ရှိတယ် ကျင်းဆိုင်နေနောက်က AI တိုင်းမှာဆိုလဲမအူဝင်တို့ပန်းတနော်တို့ဖြာဖို့တို့ကမှသူအမှုတွေထွက်နေကြတာရှိတယ်ပသိင်တို့အဲ့လိုမှအမှုတွေထွက်နေတာရှိတယ်သူကသူပြောတဲ့ထောင်တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျတန်းတနော်ကြာတယ်သူဘဏ္ဍမှုကြာနေပြီးတော့၁၀မှုလောက်ကြံသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင် ဒီအမှုတမှုတော်မန္တလေးကလည်းဆွဲတာရှိတယ်။အဲအေယာဝီတန်းကလည်းဆွဲတာရှိတယ်။ရန်ကုန်တန်းကလည်းဆွဲတာရှိတယ်။ဒီအမှုတမှုတော်ပတ်ဆွဲကြတာရှိတယ်။အဲ့ဒါကတမျိုးပါ။အဲတောင်းတော်အရာရှိတဲ့အနေမှာဒါနိုင်ငံတော်ပို့ကြုံမှုကြီးဦးမရလိုင်ကိုဒါအစော်ကားတဲ့အချင်းမျိုးပြတ်စီတယ်ဆိုပြီးဆွဲတာ။ကိုယ်စော်ဖိုးရင်းကတော့အဲ့လိုမျိုးဆွဲတာမှာပေါ့။အဲ့လိုဆွဲတဲ့ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်။တနိုင်ငံလုံးက တမ်းတော်သားတွေညီကောင်မသားတွေအကောင်လုံးကကိုစားပုံးကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင့်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့သုံးသက်တယ်ဗျာဒါကကျွန်တော်တို့ပြည်တိုင်းနဲ့ဒီဝန်ထမ်းတွေချိုးဝန်ထမ်းတွေတော်တော်များသိပါတယ်အဲတော့လောက်ဒီလိုမျိုးလှုပ်ဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောတယ်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတဖို့ကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးရတိုင်းရင်ဆိုင်မှာဖြစ်သို့တော်လည်းပဲ ဒီပြူးလွင်မှာရှိတဲ့စခန်းကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာကြရှိတယ်။ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်အခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူကမှဆွဲလို့လားဆိုတော့ဒါပဝင်းကျင်ရဲ့ပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့် ဟိုဘက်ကပြည်ဦးနယ်ဘက်ကတရားစွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသက်ပါတယ်မှားယွင်းကောင်းလဲမှားယွင်းနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုဇော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့်စိုက်ဖက်ဆိုးကျိုးတွေရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲနံပါတ်၁ကကျွန်တော်တို့အာဒါဟိုအချုပ်ထောင်နေမှာမှာ ရားရင်ဆိုင်တော့เนาะတရားရင်ဆိုင်တော့ဒီကြားထဲမှာဘာမှလုံးလို့မရကျွန်တော်တို့နောက်ဆုံးလုံးလို့ရတာတစ်ခုကအတနာခံတာတင်တာတော့ကတော့ရမယ်အတနာခံတာတင်တဲ့နေရာမှာဘယ်လိုပဲဆိုဆွဲကြတင်လို့အမိန်ချလို့မယ်အချိန်ကြားလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးတော့တင်လို့ရမယ်နောက်ဆွဲဆူတာတော့ကတော့ချင်းချင်းအမှုရုပ်သိမ်းမှာဆိုတာကဒါအယူခံတွေပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ်တကယ်လို့တောင်ကြသွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် အယူခံတတ်မှန်ကွယ်ရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံညုံနဲ့ရုံကချာခိုင်ရန်ကိုတက်ခိုင်ရန်ချာတိုင်းကိုတက်အဲဒါမျိုးလေးချင်းစင်ငယ်စင်ငယ်ချင်းအဲ့ဒါတွေကကိုယ်စော်ဘုန်းကြီးတို့ရဲ့ရှင်းနေတယ်လည်းလုံဆောင်နိုင်တော့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ပြောလဲကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ရှင်းနေတယ်ရှိတယ်ကျွန်တော်အမေပြန်လာတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှင်းနေရှိတယ်ကျွန်တော်တို့ရဲ့အန်အုံနေနေရှိတယ်နော်မန်နေဂျာရဲ့ဒီလိုမျိုးပဲတွားနေကြတာဟုတ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲတိရှိနားလဲအောင်ဖြည့်ရှင်းပြင်ဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ် ငွေကြေးဆိုလည်းပဲကိုဇော်ဖုံးကြီးတို့ကပတ်စံရှိပါတယ်ချမ်းသာပါတယ်ဒီလောက်ဟိုကပူစရာမလိုဘူးမှုစရာမလိုပါဘူးနောက်ကတတ်မတော်ဘက်ကလည်းပဲကိုဇော်ဖုံးကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်နာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေပြောပြအောင်မယ်အတနာခံစားလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုဇော်ဖုံးကြီးတကယ်လို့ဟို ဆွဲချက်တင်သွားပြီဟာလားအမိန်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာစွာပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရွက်စာနဲ့တရားရုံးကိုတော့တင်ပေးမှာဖြစ်ပါတယ်တက်ညာစွာအမိန်ချဖို့ပါနော်တက်ညာစွာအမိန်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပေးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါတယ်ဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ကြားလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟို ဒလုံညီကောင်မလေးဒလုံစုပြီးတော့အတမားခန့်တင်ကြမယ်ဆိုကျွန်တော်ကတော့ OCB တင်ပေးပါမယ်ဒါထောင်းကြမယ့်နေရာမှာ shop on အောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိစေချင်ပါတယ်တန်တာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့ငွေကြီးဆိုလဲကိုစော်ဖုန်းတတ်နိုင်ပါတယ်เนาะကျွန်တော်တို့ကထည့်ပြီးဝင်သေးတာလည်းမလိုပါဘူးအဲ့ဒါတွေကတော့ဟိုတမကရှန်ကာစီပဲလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကိုစော်ဖုန်း